တို့သမီးဆိုလည်းမင်းသားရင်နဲ့ဖတ်တဲ့ခန်းသူမကြည့်ဘူးသမီးဒါအလုံးလောက်တာဆိုလည်းမရအောင်ဟုတ်လားမရအောင်သူကအဲ့လိုမျိုးမကြိုက်ဘူးအဲ့လိုမျိုးသူ့ဆိုပြောတယ်သမီးဒါအလုံးလောက်တာမမေးရမမရအောင်မဖတ်နဲ့အဲ့လိုအဲ့လိုကြီးစားစားပြောတဲ့ခန်းတွေပါသူအရင်တော့ငယ်တော့ကပြန်တက်လာတယ်အဲ့ဒါသူ TikTok မှာတွေ့လို့ရှိရင်လာလာပြရတယ်မမေးအဲ့လိုဘာလို့ရိုက်တာလဲအဲ့လိုမျိုးပညာရှင်ဖြစ်လည်းဖြစ်စေချင်တယ်မဖြစ်လည်းမဖြစ်စေချင်ဘူးဖြစ်စေချင်တာကတော့လူပညာရှင်ဆိုတာကတော့အဲလူချစ်ခင်လူပြများတယ်ပေါ့နော်အလူပညာသမားဆိုတာကလူတသမ်းမှတယောက်ပေါ့အဲ့လိုမျိုး အဲ့လိုမျိုးပေါ်ထွက်တာလေတကယ်သူပြညာသမားစစ်စစ်ကိုပြောတာပါအဲ့လိုမျိုးဆိုတော့ဖြစ်စီစဉ်တယ်အဲ့လိုကြောင့်ဒါပေမဲ့လည်းဖြစ်စီစဉ်ဆိုအခုခေတ်ကအရင်ခေတ်နဲ့မတူတော့ဘူးခေတ်တွေလည်းပြောင်းလာပြီနောက်ပြီးတော့သမီးလေးပြင်းမှန်းမှာအဲ့လိုအခက်အခဲကြီးကြုံရမှာတိုက်ခတ်နေတိုက်ခိုက်နေခံရမှာအဲ့ဒါကြီးကြောင့်မဖြစ်စီစဉ်ဘူးပေါ့နော် တည်းကတော့အများကြီးပဲမမတို့ကမမတို့ရဲ့ဟိုကားထဲမှာခြောက်အောင်လေးရုပ်အောင်ပါတရေရှာတဲ့အဖွဲပါလေသူတို့မှာတကယ်တကယ်ဟိုတရေဟိုကြားတဲ့အတန်တွေကြားတဲ့ဆက်တွေပါတယ်အဲ့တော့ကိုရီးယားလည်းဆက်စုတက်တဲ့ခါကျတော့ sorry ဆက်စုတက်တဲ့ခါကျတော့အဲ့ဆက်တွေနဲ့ဟို shooting ပြင်းစင်နေတော့မှာမောင်လေးဖမ်းကြည့်ပါဦးငါတို့ကြားချင်လို့အဲ့လိုမျိုးတွေပေါ့နော်ဆက်စုကြတာပေါ့အဲ့ဆက်စုကြတဲ့အခါကျတော့ကြားရတာပေါ့နော်ဒီနားမှာဘယ်သူရှိလဲဘယ်နှယောက်ရှိလဲဆိုအယောက်40လို့ပါတကယ်ကြားရတာ အဲ့လိုမျိုးတွေအခုပြောကြက်သိန်းတောင်ထားတယ်အဲ့လိုမျိုးတွေရောက်ကြားရတာလေအဲ့လိုဆိုတော့အာအဲ့လိုဆိုအကုန်လုံးကလေအာဆိုအော်ပြီးတော့အကုန်လုံးစီးစီးလုံးလုံးနဲ့အဲ့လိုပေါ့နော်အတန်နေကြားရတယ်နောက်ပြီးတော့တို့ကိုအမြပေးပါလို့ဘာလို့အဲ့လိုမျိုးတွေအဲ့လိုမျိုးတွေကြားရတယ်ပေါ့နော်အဲ့လိုမျိုးကြာအကုန်လုံးကဒီဟာကိုကတော့ဝဲပေးတယ်ဟာတေချာဥပြောကပွဲနဲ့အပ်ပြီးတော့အကုန်လုံးတေချာပါတော့နော်မြစ်တာပေါ်မြောက်ဝေးပြီးမှဒီကောင်ကိုရိုက်တာဟုတ်တို့သမီးဆိုလဲမင်းသားရင်လည်းဖတ်တဲ့ခံဆိုမကြည့်ဘူးသမီးဒါလုံးလုံးတာဆိုလဲမရအောင်ဟုတ်လားမရအောင်သူကအဲ့လိုမျိုးမကြိုက်ဘူး အဲ့လိုသူ့ဆိုပြောရတယ်သမီးဒါအလုံးလုံးတာမမေးရမမရမခန့်နဲ့အဲ့လိုအဲ့လိုရေးစားတာပြောရခန်းနေပါ तू အရင်တော့ငယ်တော့အပြတ်တက်လာလေအဲ့ဒါ तू TikTok မှာတွေ့လို့ရှင်လာလာပြရတယ်မမေးအဲ့လိုဘာလို့ရိုက်တာလဲအဲ့လိုမျိုးသမီးရတက်လာဆိုတယ်သမီးလည်းစနေတော့ဟုတ်ကောင်းတယ်ဟုတ်ကဲ့ကောင်းတယ်သူ့ကိုကလည်းကလေးဆိုပြောဆောင်တယ်အကလေးသူဆောင်တော့မလို့ငါပြင်ပန်းလို့လေ။နောက်ပြီးတော့သူကိုယ်တိုင်ကလည်းအောက်တော့တယ်။သူကအကျောင်းပညာရေးကိုသူကအားတန်တယ်။အားတန်တော့ပညာရေးဘက်ပေါ့။ဟုတ်ကဲ့။ အနုပညာရှင်ဖြစ်လည်းဖြစ်စေချင်လည်းမဖြစ်လည်းမဖြစ်စေချင်ဘူးဖြစ်စေချင်တာကတော့အနုပညာရှင်ဆိုတာကတော့အဲလူချစ်ခင်လူပြင်းများတယ်ပေါ့နော်အနုပညာသမားဆိုတာကလူတက်တမ်းမှတယောက်ပေါ့အဲ့လိုမျိုးအဲ့လိုမျိုးပေါ်ထွက်တာလေတကယ်အနုပညာသမားစစ်စစ်ကိုပြောတာပါအဲ့လိုမျိုးဆိုတော့ဖြစ်စေချင်တယ်အဲ့လိုကြောင့်ဒါပေမဲ့လည်းဖြစ်စေချင်ဆိုအခုခေတ်ကအရင်ခေတ်နဲ့မတူတော့ဘူးခေတ်တွေလည်းပြောင်းလာပြီနောက်ပြီးတော့သမီးလေးပြင်းမှန်းမှာအဲ့လိုအခက်အခဲကြီးကြုံရမှာတိုက်ခတ်နေတိုက်ခိုက်နေခံရမှာအဲ့ဒါကြီးကြောင့်မဖြစ်စေချင်ဘူးပေါ့နော်ဟုတ် ိုးအဲဇက်တင်ဆိုတာတဲ့ပေါ့ပေါ့အဲအမားတို့တက်ရွယ်ကိုယ်တက်ရွယ်နေလိုက်တဲ့ဟာမျိုးပေါ့နော်အိမ်အောင်တဲ့ဇက်ရုပ်ဖြစ်မယ်အဲအဲ့လိုမျိုးပေါ့ခလေးမင်းဇက်ရုပ်ဖြစ်ရင်ဖြစ်မယ်အဲအဲ့လိုမျိုးတွေတော့ရိုက်ဖို့လက္ခဏာရှိတယ်အတူတူတစီကဂျုံလာ20ဆိုလို့ရှိရင်တနိုင်ကံလုံးမှာရှိတဲ့ဂျုံတွေမှာပြတ်တာပါပြီအဲ့တော့ဂျိုးတို့ဂျိုးသားကားတဲ့အခက်ခဲကြားနေပြီးတော့ဟိုတကြိမ်တိတိပေါ့နော်ဂျုံကရက်ပြောင်းပြီးတော့ပြရတယ်ကားလေးမို့လို့ဓာတ်ကြည့်ကြပါလို့ဖိတ်ခေါ်ချင်ပါတယ်ပြီးတော့ဥပြုံးမင်းရဲ့ကမ်းဘက်ဖြစ်တဲ့အတွက်လည်းပြည့်စက်ကြီးကိုတစ်ခုခုပေးမယ်လို့ 呃，就标业吧，也好。